ရဲစွမ်းတတ္တိရှိသူမှအောင်နိုင်သည်ဒီစကလုံးကဘုရားမြတ်စွာကိုရတိုင်းပါဠိစကားတစ်ခုအနေနဲ့သုံးနှုံးထားတဲ့စကားပါနနံအတုရောစိနာတိစစ်တဝါစလဘတိဒုက္ခံဆိုတဲ့ဘုရားအလောင်းတော်ဘဝက မင်ကြားခဲ့တဲ့ပါဠိစကားကိုမြန်မာလိုသင်လျော်သလိုအတိပဲပြန်ယူလိုက်မယ်ဆိုရင်ရဲစွမ်းတတ္တိရှုမှာအောင်နိုင်တယ်လူလောကလူရယ်လို့ဖြစ်လာတဲ့အခါမှာစွမ်းဤတတ္တိဆိုတာလူတွေမှာရှိပါသောသောထိုစွန့်ဤတတ္တိဟာ လူတိုင်းမှာထုတ်သုံးနိုင်သလားဆိုမသုံးနိုင်ကြဘူး လူတို့တော်တော်များများကမိမိရဲ့စိုင်းတတ္တိကိုယုံကြည်မှုအားကိုးမှုမရှိမရှိသည့်အတွက်ကြောင့်ဘဝခရီးလျှောက်လန်းတဲ့အခါမှာဖြစ်စီတစုံတစ်ခုပြုလုပ်တဲ့အခါမှာဖြစ်စီအခက်ခဲကြုံလန်လို့ရှိရင်လက်မြောက်လို့အရှုံးပေးနှလုံးအေးတဲ့ဆေးဆိုပြီးတော့လက်မြောက်ထွက်ပြေးကြတာတွေများတယ်ပေါ့ လူဘွားရလာပြီးတော့လူသားတွေရဲ့အကြီးချင်းတို့ဆိုရတဲ့အသိပညာခေစကားနဲ့ပြောရင် အုံနောက်ပေါ့။အုံနောက်ဆိုတဲ့စကားကတင်စားပြောတဲ့စကားပေါ့နော်။အုံနောက်ကောင်းမှလည်းရတန်းတဲ့သို့မဟုတ်အသိပညာစွမ်းအားတွေရှိပါလည်းရတန်းတဲ့ထိုအသိပညာစွမ်းအားတွေကိုအသုံးမချနိုင်ဘဲနဲ့ တံပိုးမရှိတဲ့အရာတွေနဲ့လူဘဝတစ်ခုကုန်ဆုံးစေကြတယ်သူတော်စင်တွေကတော့မြင်ကြတယ်မြင်နေဆိုတာတွေးကြည့်တဲ့အမြင်မဟုတ်ဘူးထိုသူတော်စင် သူတော်မြတ်တွေမှာစောပါစို့ဒိဗ္ဗစက္ခုလို့ဆိုတဲ့အဘိညာဉ်ရတဲ့သူတော်စင်သူတော်မြတ်တွေဟာဇံဘိညာဉ်နေဝင်စားလို့ ကမ္ဘာလောကကြီးတစ်ခုလုံးကိုအလင်းရောင်တွေဖြန့်ကျက်ပြီးတော့ချိန်လိုက်တဲ့အခါမှာဒီကမ္ဘာလုံးမှာရှိတဲ့လူသားတွေဟာဘာတွေဖြစ်နေကြသလဲဆိုတာမြင်နေကြဘုန်းကြီးတို့တွေဒီကနေ့ခေတ်မှာတယ်လီဗီရှင်းရှေ့ထိုင်ပြီးတော့ကြည့်နေတဲ့အခါမှာ ဘယ်နိုင်ငံမှာဘာဖြစ်နေလဲဘယ်နိုင်ငံမှာစနိုးတွေကျနေလဲဘယ်နိုင်ငံမှာလေတိုက်နေလဲဘယ်နိုင်ငံမှာရေကြီးနေတယ်ဆိုတာမမြင်ကြရဘူးလားဒါမြင်ရတယ်ဆိုတာဒစိတ်တေတာလေးမြင်ရတာเนาะရသော်ဖရာတို့တကယ်ဒိဗ္ဗစက္ခုဘိညာရတဲ့သူတော်စင်ပုဂ္ဂိုလ်တွေဟာတမာရိစွမ်းအားကိုအသုံးချပြီးတော့ စัจจဝလာကြီးတစ်ခုလုံးကိုဖြန့်ကျက်ပြီးတော့သူတို့ကြည့်ရှုလိုက်တဲ့အခါကျတော့လူသားတရလုံးသို့မဟုတ်တတဝါတွေတတ္တလောကကြီးတစ်ခုလုံးဟာလူလောကကြီးတွေဝင်လာတဲ့လူတွေမြင်ရတယ်လို့ထွက်သွားတဲ့လူတွေလည်းမြင်ရထွက်သွားပြီးတော့တဏှာမှာပြန်မွေးဖွားတာတွေကိုလည်းမြင်ရတယ်ထိုတဏှာကပျောက်ွယ်ပြီးတော့လူလောကကြီးဝင်ရောက်လာတာတွေကိုလည်းမြင်ရတယ် ဲ့ဒါလို့မြင်ရတဲ့ဥယေထဲမှာဘာတွေကများနေသလဲလူတွေကမစင်စားကြလို့ဒီကနေ့ခေတ်လူဥယေတွေတော့တိုးနေတာဟာလူဘဝဟာရခဲ့တယ်လို့တောင်တချို့ကမထင်ဘူးပေါ့သို့တော့လောကမှာရှိတဲ့တရိษံဥယေတရိษံတောင် species ရှိသမျှအမျိုးတွေအကုန်လုံးမဟုတ်ပဲနဲ့တမျိုးတည်းနဲ့ပဲတိုင်းတာချိပါဆိုပါစို့ ဝက်ဆိတ်ဆိုတဲ့တတ္တဝါလေးတွင်နဲ့ကဘာမှာရှိတဲ့ဟောပဝက်ဆိတ်တွင်မှာရှိတဲ့ပဝက်ဆိတ်အကောင်းကြီးအရေအတွက်နဲ့တကဘာလုံးမှာရှိတဲ့လူသားတွေရအရေအတွက်ဘယ်ဟာပုံများနိုင်တယ်လဲလူသားဆိတ်ရေအတွက်ပုံများပါလေဝက်ဆိတ်ဒါတမျိုးတည်းပဲရှိသေးတယ်နော်ပဝက်ဆိတ်မှာလည်းပဲအနီမျိုးရှိသေးတယ်အနက်မျိုးရှိသေးတယ်အကောင်သေးမျိုးရှိတယ်အကြီးမျိုးရှိသေးတယ်သူတို့ species ကောင်အောင်ကြည့်လိုက်မယ်ဆိုရင် နေတဲ့ဒိဋ္ဌိစံနေမဟုတ်ဘူးနော်အဲ့တော့ဒိဗ္ဗစက္ခုနဲ့ကြီးလိုက်တဲ့အခါကျတော့လောကမှာရှိတဲ့လူတွေဟာလူဘဝကိုတခဏလေးရောက်လာပြီးတော့မသေးတော့မဲ့ပုံမအိုတော့မဲ့ပုံမနာတော့မဲ့ပုံအာယုံကံကုန်ကြတွေမှာပျော်လို့ပါလို့တည်သွားကြတဲ့အခါကျတော့အပင်ငယ်ရောက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 ်သွားကြတဲ့ပုံကိုယ်တွေကများတယ်ဒါက လက်တွေ့မြင်ရတဲ့ဒိဗ္ဗစက္ခုမိမိကိုယ်တိုင်ဒိဗ္ဗစက္ခုအပင်ရှင်ရလို့ချိမဲ့ဆိုလဲဒီတိုင်းပဲမြင်ရအင်မတန်မြင့်တဲ့တောင်ထိပ်ကနေပြီးတော့ထိုးတောင်ချေမှာရှိတဲ့ရွာတရွာသို့မဟုတ်မြို့တစ်မြို့တောင်ထိပ်ပေါ်ကနေပြီးတော့မှမလူကြီးတက်ပြီးတော့ချိနေမဲ့ဆိုရင်လူတွေအိမ်ထဲဝင်သွားတာအိမ်ကထွက်လာတာလမ်းမော်ရောက်သွားတာလမ်းမော်ပြေးသွားတာဒါတွေအကုန်မြင်နေရသလိုပဲ တတလောကကြီးတစ်ခုလုံးရဲ့လှုပ်ရှားသွားလာနေမှုတွေအားလုံးကိုထိုဒိဗ္ဗစက္ခုဆိုတဲ့မြင်ကွင်းကျယ်ကြီးတဲ့အတွင်မှာအကုန်လုံးဟာထင်ရှားပေါ်နေတယ်။အဲ့ဒါလို့ထင်ရှားပေါ်နေတာလက်တွေ့သိရှိပြီးတော့မှမြတ်စွာဘုရားကဒီစကားကိုခေါ်တယ်။လူဘဝကနေသေဆုံးပြီးတော့လူဘဝပြန်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာအလွန်တရာမှနည်းတယ်တဲ့။ လူဘဝကသေပြီးတော့အပယ်လေးဘုံ ရောက်သွားတာကများတယ်ဘလောက်ထိများတော့ဆိုလို့ရှိရင်ရာခိုင်နှုန်းနဲ့မပြောပေမဲ့လို့ဘလောက်ထိများတော့လို့ဆိုလို့ရှိရင်ရာခိုင်နှုန်း65လောက်ကလူဘဝကနေသေပြီး အပယ်ဘုံရောက်သွားတာတွေကပိုများတယ်ကြံတဲ့900ခိုင်နှုန်းတွေက လူပြန်ဖြစ်တာရှိတယ်နတ်ပြည်ရောက်သွားတာရှိတယ်ဒီလိုအဲ့ဒါတွေလည်းပဲ ဒီလိုအကျိုးဆက်တွေဟာယုံကြည်စရာရှိနိုင်ပါမလားလို့မေးကြည့်မယ်ဆိုလို့ရှိရင် အကျိုးဆက်ဟာအကြောင်းပေါ်မှာမူတည်နေတယ်အကြောင်းတရားကိုပဲစဉ်းစားကြည့်ဒီကနေ့ခေတ်ပျော်ပွဲရှင်ပွဲတွေသွားတဲ့လူနဲ့တရားပွဲလာတဲ့လူဘယ်သူကပိုများမထင်ဘူး ဒါတော့ဒီလောက်တင်နှိုင်းရှင်ကြည့်လိုက်ရင်သိတယ်။ကဲတရားပွဲလာတဲ့လူနဲ့မလာတဲ့လူဘယ်သူကများလဲ။မလာတဲ့လူကများတယ်။အလုံးတစ်ကဘာလုံးကိုနှိုင်းပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်မြန်မာတနေငန်းနဲ့ပဲမကြည့်နဲ့။တတ္တလောကကြီးတစ်ခုလုံးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လူဘဝရလာပြီးတော့တရားထမ နာရတဲ့ပုဂ္ဂိုလ်ဟာတိရခိုင်နှုံးတော့မရှိဘူး၉၉ရခိုင်နှုံးဟာတရားဓမ္မမနာနိုင်မင်းနဲ့လူ့ဘဝလူ့လောကအလုတ်ကိစ္စတွေနဲ့ရှုပ်ပွေလို့ကာမဂုဏ်အာယုန်တွေနဲ့ပြောလို့ပါလို့ဘဝတစ်ခုဆုံးသက်သွားကြတာများတယ်အမှန်တိုင်းစဉ်းစားမကြည့်ဘူးဆိုလို့ရှိရင်ဟေးတရားပွဲလူများတယ်လို့ဒီလိုထင်နေကြတာနော်အေး ဒါကတတိတံဝေကရဖို့ပြောတာပါဘုန်းကြီးတို့စာပေချမ်းဟန်ထဲမှာရေးထားတာရှိတယ်ပမတ္တသသနာမစတ္တရောအပါယတကခေဟတတိတာဆိုစင်္ဂလုံးလေးအလုံးမှတ်သားစရာကောင်းပမတ္တသကုသိုလ်ကောင်းမှုလုပ်ဖို့ရန်မေ့ပြီးတော့ကာမဂုဏ်အာယုန်ကိစ္စတွေနဲ့၌မေ့လျော်နေတဲ့ လူသားတယောက်ရဲ့အဖို့စတ္တာရောအပါယာငရေတရိစံပြိတ္တအသူရကယ်လို့ဆိုတဲ့အပယ်လေးပုံဟာတတခေဟတရိတာကိုယ်အိမ်နဲ့အလားတန်တူပါတယ်ကိုယ်အိမ်ဆိုရင် အချိန်တန်ပြန်ကြတာပဲမဟုတ်လားတခြားနေရာနေတဲ့အချိန်နဲ့အိမ်နေတဲ့အချိန်ဟာတခြားနေရာနေတဲ့အချိန်က အမတန်မြတ်အောင်အိမ်နေတဲ့အချိန်ကအမတန်များတယ်တခြားအချိန်နေတဲ့အချိန်ကအမတန်မှနည်းတယ်ပေါ့အဲ့ဒီအဓိပ္ပာယ်ကိုပြောတာကိုယ်အိမ်ဆိုတာကိုယ်အမြဲနေတဲ့နေရာဖြစ်တယ်ပေါ့တခြားနေရာဆိုတာခိတ္တခဏသွားပြီးတော့တရက်စာနှစ်ရက်စာတလတံနှစ်လတံဒီလိုနေတာမျိုးဟာတခြားနေရာနှစ်လရှိကြစွာနေတာက ကိုယ်အိမ် အဲ့ဒီအိဗယ်ကိုကြည့်မယ်ဆိုလို့ရှိရင်သူကပမတ္ထတာကုသိုလ်ကောင်းမှုလုပ်ဖို့ရမေ့တရားနှလုံးသွင်းရမှာမေ့တယ်ဒါနကောင်းမှုလုပ်ရမှာမေ့နေတယ်သီလစောင့်တည်ရမှာမေ့မေ့တယ်ဆိုတော့စိတ်မဝင်စားတာမလုပ်ဖြစ်ဘူးမလုပ်ဖြစ်ဘူးအဲ့ဒီလိုကုသိုလ်ကောင်းမှုတွေပုံမှန် အလေးနဲ့ထားမလုပ်ဖြစ်ပဲနဲ့ဘယ်ပေါ်မှာအလေးထားလုပ်နေတုံးဆိုလို့ရှိရင်အေးစီးပွားရေးကိစ္စတို့လူမှုရေးကိစ္စတို့အဲ့ဒီလိုကိုယ့်ဘဝယက်တည်ရေးစောင့်ဝနေရေးကိစ္စတွေမှာသာအချိန်နေအများကြီးပေးလုပ်ပြီးတော့ကုသိုလ်ရေးရာကိစ္စကိုလုံးဝမှလှည့်ပြီးတော့တတိမရနိုင်တဲ့ပုဂ္ဂိုလ်တဲ့အဲ့ဒီပုဂ္ဂိုလ်တွေအပယ်လေးပုံဟာကိုယ့်အိမ်လိုပါပဲလို့အထူးထူးပြောတာနော်မှန်ပါပါ ေးမြတ်စွာဘုရားကိုယ်တိုင်ကလည်းလူသေးရင်လူဖြစ်တာတရခိုင်နှုံးလောက်ပဲရှိတယ်။လူသေးပြီးတော့အပင်ငယ်ရောက်တာရခိုင်နှုံးအများကြီးပဲ။အဲ့ဒါဟာမြတ်စွာဘုရားကမှန်းဆပြီးတော့ပြောတာမဟုတ်ဘူး။ဒိဗ္ဗစကုအပင်ညင်နဲ့တလောကလုံးကိုမြတ်စွာဘုရားကိုတော်များကြည့်ရှင်နုရုဒ္ဓမထေရ်မြတ်တို့ဆိုရင် တခါတခါကြည့်ရင်စัจ java လာတထောင်စัจ java လာတထောင်ဆိုတာနဲတာမဟုတ်လူလောကအတိုင်းအဝိုင်းတစ်ခုတည်းတင်ကြည့်တာမဟုတ်ဘူးစัจ java လာကဘာတထောင်ကိုသူ့ရဲ့ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ဖြန့်ကျက်ပြီးတော့ကြည့်လိုက်တာအဲ့ဒီထဲမှာရှိသမျှတတ္တဝါတွေရဲ့လှုပ်ရှားမှုတွေတယ်လီဗေးရှင်းထဲမှာ ပေါ်လာတယ်လို့အကုန်လုံးထင်ထင်ရှားရှားမြင်နေရတယ်ပေါ့ အဲ့ဒီမြင်နေရတာတွေကိုချိန်ပြီးတော့လူလောကရဲ့အကြောင်းတတ်အပ်ပြောနိုင်တယ်သူတို့အဲ့ဒါလို့တတ်အပ်ပြောနိုင်တာမှန်းဆပြောတဲ့တတ်ပြောတာမျိုးမဟုတ်ဘူးကိုယ်တိုင်မျက်စိနဲ့မြင်ရပြီလည်းကဲ့သို့တမာရီစွမ်းအားရှိတဲ့ဒေဝဆက်ခုဆိုတဲ့အပြင်ရင်နဲ့ညင်တာမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ယထာကံဘုဘကကာလေးရောဆိုတတ္တဝါတွေဘုံဘဝရောက်သွားကြပုံနေနဲ့ပတ်သက်ပြီးတော့ချိတယ်ဆိုတာလည်းပဲဒီဒိဗ္ဗစကုပဲဒိဗ္ဗစကုနဲ့ကြည့်လို့ရှိရင်ဒီလူတယောက်ဟာတည်ဆုံးသွားပြီးတော့ဘယ်ဘုံဘဝရောက်သွားတယ်ဆိုတာမြင်နိုင်တယ်ကျွတင်ပြီးတော့လည်းခံမှန်းလို့ရကျွတင်ပြီးတော့ခံမှန်းလို့ရတယ်ဆိုတာသူ့ရဲ့လောရတေကိုကြည့်ကျွတင်ခံမှန်းလို့ရတယ်ပေါ့ဆိုပါစို့ ရွှေကုံဖျားဘက်ကိုဥတီသွားပြီးတော့ဥတီနေတဲ့လမ်းကြောင်းမဟုတ်ရှောက်နေတဲ့လူတယောက်ဟာတနာ ਈ လောက်ရှောက်ရင်ရောက်မယ်ရွှေကုံရောက်မယ်ဆိုရင်ဘေးလူကသိတယ်အေးဒီလူဒီလမ်းကြောင်းအတိုင်းရှောက်သွားရင်တော့ရွှေကုံဖျားရောက်သွားမှာပဲလို့မပြောနိုင်ဘူးလားပြောနိုင်တယ်ဘာဖြစ်လို့လမ်းကြောင်းကြီးမြင်နေရတာကိုဒီလမ်းကြောင်းကြီးပေါ်ရှောက်ရင်ဒီစခန်းရောက်မယ်ဆိုတာဒါချိန်နေတယ် ဲ့ဒါလိုပဲမြတ်စွာဘုရားကဒိဗသကုအဘိညာဉ်နဲ့ကြည်လိုက်တဲ့အခါမှာဒိဗသကုအဘိညာဉ်ရဲ့စွမ်းအားတစ်မျိုးဖြစ်တဲ့ယထာကမုဝကညာနဲ့ကြည်လိုက်အေးဒီလူကတော့ဒီအလုပ်တွေလုပ်နေပြီဒီအလုပ်တွေလုပ်နေတာဒီလမ်းပေါ်ရှောက်နေတာဒီလူဟာဘယ်ကုန်ရောက်သွားမှာပဲလို့ဆိုတာမြတ်စွာဘုရားတအပြောပြရတယ်ပေါ့မှန်စပြီးတော့ပြောတဲ့အရာတွေမဟုတ်ဘူး ါကြောင့်မို့မြတ်စွာဘုရားကတယံအဘိညာသစ္စိကတ္တဝါပဝေဒိမိဆိုတဲ့စကလုံးဟာအလွန်အဓိပ္ပာယ်ရှိတယံဘိညာကိုယ်တိုင်သိပြီးသစ္စိကတ္တဝါလက်တွေ့လုပ်ပြီးတော့မှပဝေဒိမိငါပြောတာသူများပြောတာကနေတဆင့်ခံပြောတာလည်းမဟုတ်ဘူးစာတွေရေးထားတာတွေ့လို့ပြောတာလည်းမဟုတ်ဘူးကိုယ်တိုင်လက်တွေ့သိပြီးမှပြောတာလို့ဒီလိုခေါ်တာเนาะ အေးဒီကနေ့ဘုရားမြတ်စွာဟောတဲ့တရားတွေထဲမှာနတ်နံအတုရောစိနာတိရဲစွမ်းတတ္တိမရှိတဲ့လူဟာဘယ်အရာကိုမှ အောင်နိုင်မှာမဟုတ်ဘူးရဲစွမ်းတတ္တိရှိမှအောင်မြင်နိုင်တယ်ဒီစကလုံးကိုဘုရားအလောင်းတော်လေးဟာတရားကျင့်နေတဲ့အချိန်တုန်းကပြောကြားခဲ့တဲ့စကလုံးပဲဘုရားဘုရားမရောက်သေးဘူး ။ဖျားဖြစ်ဖို့၆နှစ်ပတ်လုံးဒုက္ခရစရိယဆိုရင်အကျင့်ကိုကျင့်တယ်။နှစ်ဆက်ကိုနှစ်ဌိနှံကဆုံးခွာတယ်။ဘာဖြစ်လို့ဆုံးခွာတော့ဆိုတော့သူစိတ်ထဲမှာတံဝေကဖြစ်เสียရတယ်တွေ့ရ။ဘုရဝင်ဖတ်တဲ့ပုဂ္ဂိုလ်တွေကနမိတ်ကြီး၄ပါးလို့ပြောကြတာပေါ့နော်။ ိုမင်းနေတဲ့ပုဂ္ဂိုလ်ကြည့်ရတယ်။ယောဂဝေဒနာနှိစ္စခံနေရတဲ့ပုဂ္ဂိုလ်တွေ့ရတယ်။သူ့အိုသူနာတည်ဆုံးသွားတဲ့အလောင်းကိုတွေ့ရတယ်။တရားဓမ္မနဲ့မွေးလျောပြီးတော့ငြိမ့်ငြိမ့်ချမ်းချမ်းပြုံပြုံရှင်ရှင်ကြီးကြီးလင်းလင်းနေတဲ့ယဟန်တော်ကိုဖူးတွေ့ရတယ်။နမိတ်ကြီးလေးပါ။ဘောကြီးတို့တွေလည်းတွေ့နေတာမတွေ့ဘူးလား။ ကိုနားတယ်မဲ့ကို့အဖိုးဖွားတွေရှိနေတာဆိုသူအိုလ်ဆိုတာတွေ့ဒီအတွေ့မျိုးကိုတွေ့တယ်လို့ပြောတာမဟုတ်ဘူးအတိညာဉ်နဲ့တွေ့တယ်အတွေ့မျိုးပြောတာနော်အတိညာဉ်နဲ့ဘယ်ပုံတွေ့လို့ကို့နီးနားမှာရှိတဲ့အဖိုးဖွားတွေကြည့်ဟောငါလည်းဒီနေ့ကိုအောင်မှာပါလားဦးချင်းတရားကငါဘလို့မှကြော်လွှားပြီးတော့မသွားနိုင်ပါလားလို့ဆိုတယ်တန်ဝေကအတွေ့နဲ့တကယ်အတိညာဉ်နဲ့ ကြည့်မယ်ဆိုလို့ရှိရင်ကြောက်ဖို့မကောင်းမေဘူးလားကောင်းတယ်ကြောက်ဖို့လွန်ကောင်းတယ်ဒါကြီးကိုတို့ဖြတ်ရအောင်ပါပဲစေယုန်นี่သွားကြည့်လို့လူမမာတဏှီတဏှူဒုက္ခရောက်နေတဲ့လူမမာတွေတွေ့လူတွေကသိပ်မထင်ဘူးနော်သူသာအစာမလို့အနေထိုင်မတက်လို့ယောဂရလို့ငါတို့ကတော့ကျမ်းပါတယ်ဒီလိုမဖြစ်ဘူးလို့ပဲထင်ကြတာ ျမ်းမာတဲ့လူကမကျမ်းမာတဲ့လူကိုသူသာဖြစ်တာငါမဖြစ်ဘူးလို့အမြဲထင်အဲ့လိုထင်မတော်တဆသေသွားတဲ့လူတော်မှာဒီလူကအစားမချောင်လို့ပြောလိုက်ကြတာတခုခုတော့ပြောတာစားမချောင်လို့သူကစားခြင်းရစားစိတ်မှမမတော့ဘူးပြောတာတဘာဝကိုတိတ်မတွေ့ဟုတ်ကဲ့ တကယ်ကတော့အိုခြင်းသဘောဆိုတာလူတိုင်းမှာရှိတယ်လို့နာခြင်းသဘောကလည်းလူတိုင်းမှာမရှိဘူးအေးလူတိုင်းမှာရှိတဲ့သဘောငါစီလဲရောက်လာတော့မှာပဲလို့ဆိုတဲ့အတွေးလေးနဲ့ဆိုရင်တန်ဝေကစိတ်ကလေးနဲ့အတိညာလေးနဲ့တွေးလိုက်မယ်ဆိုရင်ကြောက်စရာမကောင်းဘူးလားเอ้งาခုချိန်မာနေပြီမဲ့လို့တော့ကြာမာဂျမမာမာယောဂဆိုတာဟုတ်လား တကားခောက်ပြီးတော့ဝင်လာတာမဟုတ်ဘူးတကားမခောက်ဖဲနဲ့ဝင်လာတာယောဂဆိုဘုန်းကြီးတို့နဲ့အတိပါမောက္ခဒေါက်တာတယောက်ဆိုဟိုသူရတ္တိသားမှာစာတော့တော့ပြတက်တက်ကြွားကြဟိုသွားစာပြလိုက်ဒီသွားစာပြလိုက်အမြင်မှာတော့သိချမ်းမှာဒီထက်မှာပဲအာယုံစိုက်တာဘာယောဂမှမရှိဘူးလို့ဒီလိုယုံကြည်တယ် ိတ်ကြမ်းပါတယ်လို့ထင်တယ်။တည့်ရကြတော့စာသွားပြရင်ဖယ်ရီပေါ်မှာကရုသင်းမောပေါ်မှာရင်ပတ်တွေအောက်လာမခန့်နိုင်မရနိုင်အောက်လာလို့အိမ်ပြန်ရောက်တဲ့အခါဆေးုံသွားဆေးုံတည်ဆေးုံတည်နေ့လောက်နေတော့ဆုံးသွားမမာကြီးကဆုံးသွားတာနော်ဘာဖြစ်လို့ဆုံးနှလုံးသွေးကြောတွေပိတ်နေလို့ကဲ ဲ့တော့ကိုယ့်ကိုကျမ်းမာတယ်လို့ပြောလို့ရနိုင်မလားမရနိုင်ပါဘူးခင်ဗျာမသိတာသာရှိတာเนาะဒီကနေ့မှာအပိတ်အဆို့တွေကအလွန်များအစားအသောက်တွေကလည်းကယ်မီကယ်တွေကြီးပဲလူလောကမှာအသက်ရှင်ရက်တည်ဖို့ဆိုတာအလွန်ကံကောင်းမှအသက်ရှင်ကျမ်းမာရေးရဲ့အန္တရာယ်တွေကမြောက်များစွာဒါကတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကိုယ်တိုင်ကလည်း ဆင်ញင်စဉ်းစားဖို့ပါဒီခေတ်ကြမှာဖြစ်တာမဟုတ်ပါဘူးလူဘဝအသက်ရှင်ဖို့ဆိုတာအလွန်ခဲမာတယ်ခဲနေကြတဲ့ကနေအသက်ရှင်နေကြရတာပါကိုယ့်ကိုယ်မာလာတယ်ကျမ်းမာလာတယ်လို့ပြောစရာအကြောင်းသိမရှိလာပါဘူးဒါကြောင့်မို့လူမမာတွေ့ရင်ဩငါမှလည်းဖြန်းနာခြင်းသဘောရှိတယ်ဖြန်းနာခြင်းသဘောကိုငါလည်းမကြော်လွှားနိုင်ဘူးဆိုတဲ့အတွေ့အလေးကိုတွေးပြပါဒီအမြင်လေးကိုမြင်